ရေစကြည်လအနာဂတိကျမ်းအခန်းကြီး39အငယ်1မှ29တို့ဖြစ်၍အချင်းလူသာကိုကတစ်ဖက်၌ပရောဖက်ပြု၍အရှင်သာရပြား၏အမိန့်တော်ကိုဆင့်ဆူရမည်မှာယောရှာမေရှက်တုပလပြည်သူကိုအစိုးရသောဂောဂမင်းငါသည်တင့်တစ်ဖက်၌နေ၏တင့်ကိုငါလှဲ့၍သွေးဆောင်မည်မြောင်မျက်နှာမှခြီလာ၍ဣတရီလာတောင်တို့ အပေါ်သို့ရောက်စေမည် ထိုအခါတင့်လဝဲဘက်မှလေးကို၎င်းလက်ရလက်မှများတို့ကို၎င်းငါရိုက်၍ကြစေမိတင်းနှင့်တင်းနိုင်ပါသောတက်တံအပေါင်းတို့သည်ဣတရီလာတောင်တို့အပေါ်မှာလဲ၍တည်ကြလိမ့်မည်တင့်ကိုအမျိုးမျိုးသောငှက်ရဲတားရဲတို့ကြိုက်စားစရာဖို့ငါအပ်မည်တင်သည်လွင်ပြင်၌လဲ၍တည်လိမ့်မည်ငါပြောပြီးဟုအရှင်သာရဗျာမိန်တော်မူ၏ မာဂောကပြည်နှင့်ပင်လယ်ကမ်းနားမှာညီဝတ်စွာနေသောသူတို့အပေါ်သို့မိကိုငါလွတ်လိုက်၍ငါသည်သာရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည်ထို့သူငါ၏နာမမြတ်ကိုငါ၏လူဣတရီလအမျိုးသားတို့တွင်ထင်ရှားစေမည်နောက်တပံသူတို့သည်ငါ၏နာမမြတ်ကိုမရှုံချရကြ ငါသည်ဣတရီလအမျိုး၏တန်ရှင်သောဖရာဒါဝရဖရာဖြစ်ကြောင်းကိုတပားအမျိုးသားတို့သိရကြလိမ့်မည်ဟုမိန်တော်မူ၏တပန်အရှင်ဒါဝရဖရာမိန်တော်မူသည်ကအမှုရောက်လေပြီးပြည့်စုံလေပြီးယခုနေ့ရက်သည်ငါမိတ်မွန့်နှင့်ပြီးသောနေ့ရက်ဖြစ်၏ဣတရီလမျိုးတို့၌နေသော သူတို့သည် ထွက်သွား၍စစ်တိုက်လက်နက်ဒိုင်းလွှာလေး ၊မြတို့လှန်များကိုခုနှစ်နှစ်ပတ်လုံးမိရှုကြလိမ့်မည်။ထိုကာလတွင်ဥယျာဉ်၌ထင်းမခွေတော၌မခုတ်မလှဲစစ်တိုက်လက်နက်တို့နှင့်မီးမွေးကြလိမ့်မည်။ဖျက်စီးသောသူတို့ကိုဖျက်စီးကြလိမ့်မည်။လူယူသောသူတို့ဥစ္စာကိုလည်းလူယူကြလိမ့်မည်ဟုအရှင်သာရဗျာမိန်တော်မူ၏။ထိုကာလတွင်ဣသရီလပြည်အိုင်အရှိခရီးသွားရာ၌ ထင်ရှားသောတင်ချိုင်းကိုဂောကအာငါပေးမိခရီးသွားသောသူတို့သည်နှာခေါင်းကိုပိတ်ရကြလိမ့်မည် ထိုအရက်၌ဂောကနှင့်သူ၏လူအလုံးအရင်ရှိသမျှကိုမြေ၌မြုပ်၍ထိုချိန်သည် ဟာမုံဂောကချိန်အမိဖြင့်တွင်လိမ့်မည်ဣဒရီလအမျိုးသားတို့သည်ပြည်ကိုတန့်ရှင်းစေခြင်းငှာခုနှစ်နှစ်ပတ်လုံးမြေ၌မြုပ်ကြလိမ့်မည် ပြည်သားအပေါင်းတို့သည်ဝိုင်း၍မြေ၌မြုပ်သည်ဖြင့်ငါ၏ဘုံပွင့်သောထိုနေ့ရက်၌သူတို့ သည်လဲကြုံစိုးခြင်းတို့ရောက်ကြလိမ့်မည်ဟု အရှင်သာရဖရာမိန်တော်မူ၏အရရက်လှဲ့လေ၍အခြားသောခရီးသည်တို့နှင့်ဝိုင်းလျက်ညီပေါ်၌ကျွင်းသေးသော အသေးကောင်တို့ကိုမြုပ်၍ထိုပြည်ကိုတန့်ရှင်းစေခြင်းငှာအစဉ်အမှုဆောင်သော သူတို့ကိုရွေးကောက်၍ခန့်ထားရကြလိမ့်မည်ထိုသူတို့သည် ခုနှစ်လမကရှာဖွေကြစဉ်တွင်လှဲ့လေ၍ခရီးသွားသော သူတို့သည် အသေးကောင်၏အယိုးကိုတွေ့မြင်လျှင် မြေ၌မြုပ်တော့သူတို့သည် ဟာမုံဂောခကျိုင်း၌မမြုပ်မီတိုင်အောင်အယိုးဤအနာမှာမှတ်တိုင်ကိုစိုက်ရကြမည်ထိုအရ၌တည်သောမြို့သည်လည်းဟာမုံမျိုးဟူ၍တွင်သည်ဖြင့်ထိုသို့ပြည်တော်ကိုတန့်ရှင်းစေကြလိမ့်မည် အချင်းလူသားအရှင်သာရဘုရား၏အမိန့်တော်ကိုငှက်အမျိုးမျိုးတို့နှင့်မြေတရိတ်ဆန်ခတ်သိမ်းတို့အားဆင့်ဆူရမည်မှာစီဝေး၍လာကြလောဣတရီလာတောင်တို့အပေါ်၌သင်တို့အဖို့ငါစီရင်သောရစ်ပွဲကြီးတို့အရရတ်တို့ကစီဝေး၍အသားအသွေးကိုတောက်စားခြင်းငှာလာကြလော တင်တို့သည်အာကျိသောသူတို့၏အသားလောကီမင်းတို့၏အသွေးဘာရှံပြည်၌စူအောင်ကျွေးသောသူတို့စိတ်တီနွာလာဥတ္တဖတို့၏အသားအသွေးကိုတောက်စားရကြလိမ့်မည် တင်တို့အဖို့ငါစီရင်တော့ရစ်ပွဲ၌စီဥကိုဝါစွာစားရကြလိမ့်မည်အသွေးနှင့်ရစ်မှုသည်တိုင်အောင်တောက်ရကြလိမ့်မည်ထို့သောဇပွဲ၌မြင်းမြင်းစီသူရဲ့ခွာကြည့်တော်သူစစ်တိုက်တော်သူ အမျိုးမျိုးတို့ကိုဝါစွာစားရကြလိမ့်မည်ဟု အရှင်သာဝရဖရာမိန့်တော်မူ၏ငါဖုံးကိုလည်းတပါအမျိုးသားတို့တွင်ငါထင်ရှားစေ၍ငါစီရင်သောတရားမှုနှင့် သူတို့၌ငါတင်သော လက်ကိုတပါအမျိုးသားအပေါင်းတို့သည်မြင်ရကြလိမ့်မည် ငါသည် သူတို့၏ဖျားသခင်ထာဝရဖျားဖြစ်ကြောင်းကိုဣတရီလအမျိုးသားတို့သည်ထိုနေ့မှစ၍သိရကြလိမ့်မည်ဣတရီလအမျိုးသားတို့သည်မိမိအမျိုးတို့အပြစ်ကြောင့်တင်းသွားခြင်းခံရကြောင်းကိုတပားအမျိုးသားတို့သည် သိရကြလိမ့်မည်ငါကိုပြစ်မှားသောကြောင့်ငါသည်မျက်နှာလွှဲ၍ယန္တုတို့လက်သို့အပ်သည်ဖြင့်ထိုသူအပေါင်းတို့သည်ဓာတ်ဖြင့်လဲ၍သိရကြပြီ သူတို့ညစ်ညူသောအမှုလွန်ကျူးခြင်းအမှုတို့အတိုင်းငါသည်ပြု၍မျက်နာကိုလွှဲပြီး ဤအမှုတွင် အရှင်သာရဖရာမိန်တော်မူသည်ကတင်းသွာချင်းကိုခံရသောရာကုတ်အမျိုးကိုငါတဖန်ဆောင်ခဲ့၍ဤတရီလာအမျိုးသားအပေါင်းတို့ကိုကဲမတနာသဖြင့်ငါဤနာမမျက်အဖို့အလိုငါစိတ်အားကြီးမိ သူတို့ကိုလူအမျိုးမျိုးတွေကငါခေါ်ခဲ့၍ရန်သူနေရာပြည်တို့မှစုဝေးစေလျက် သူတို့အားဖြင့်များစွာသောလူမျိုးတို့ရှေ့မှငါသည်ချီးမြှောက်ခြင်းသို့ရောက်သောအခါသူတို့သည်ကြောက်စီသောသူမရှိ ငြိမ်ဝှက်စွာနေကြစဉ်တွင်ခံရဘူးသောအဆက်ကွဲခြင်းနှင့်ငါအားပြစ်မှားခြင်းအပြစ်များကိုအောင်မြင်ရကြလိမ့်မည်။ငါသည်သူတို့ကိုတပားအမျိုးသားတို့၏တင်းသွာခြင်းကိုခံစီသောကြောင့်၎င်းနောက်တပံနေရင်ပြည်၌စုဝေးစီ၍နေရာချသောကြောင့်၎င်းသူတို့၏ဖျားသခင်ထာဝရဖျားဖြစ်ကြောင်းကိုသိရကြလိမ့်မည်။ငါသည် ကိုဝိညာဉ်ကို ဣတရီလာအမျိုးသားအပေါ်သို့တွန်းလောင်းသောအခါသူတို့တွင်တယောက်ကိုမျှနောက်တပံငါမစွန့်ပြေငါမျက်နှာကိုလည်းမလွှဲဟုအရှင်သာရဘုရားမိန့်တော်မူ၏အာမင် God bless you